နောက်တစ်ခန်းမှာတော့ခြံတို့ဆိုင်ဟာအလုပ်ထူးထည့်ရလာပါတယ်။ဒါကတော့လူစိဝန်လို့ခေါ်တဲ့လူတယောက်လာရတဲ့လက်ထပ်ပွဲအတွက်တိုင်းပညာရှင်ပြန်ရမယ်လို့ပါ။အတိတ်မှာတော့လူစိဝန်ဟာလူမိုက်တစုရဲ့အနိုင်ကျင့်တာကိုခံခဲ့ရပေမဲ့ကံကောင်းစွာနဲ့အိုးရန်လို့ခေါ်တဲ့မိန်းကလေးကသူ့တို့ကိုမောက်ထုတ်ပေးခဲ့ပါတယ်။အဲ့ဒီချိန်ကစားပြီးလူစိဝန်ကဒူးမတ်ကိုချစ်မိသွားပြီးသူ့တို့နှစ်ဦးရဲ့အချစ်ခီလန်းကိုစတင်ခဲ့ပါတယ်။ဒါပေမဲ့အိုးရန်ကတိုင်းပညာရှင်မိသားစုကစဉ်းစားလာလို့ဖြစ်ပြီးဒူးမတ်ဖိနာမယ်ကရှုံးပွဲမရှိအိုးရန်ပါ။သူမှစိတ်နည်းတစ်ခုရှိပြီးဒါကတော့သူ့သမီးကိုလက်ထက်မဲ့သူဟာသူ့ကိုအရင်အနိုင်ယူရမယ်ဆိုတာပါ ။ဒါကြောင့်လှူစစ်ဝိုင်ဟာရှုံးပွဲမရှိအိုးရံကိုအနိုင်ရဖို့သူ့ရဲ့စိန်ခေါ်မှုခီးစဉ်ကိုစတင်ခဲ့ပါတယ်။အိုးရံရဲ့တိုင်းကြောင်းဟာမြေမမဆောက်တဲ့တောင်ပေါ်မှာရှိပြီးအဲဒီကိုတွားရတာမလွေလောက်ပါဘူး။တန်တရားမရှိစွာနဲ့လှူစစ်ဝိုင်ဟာရှုံးပွဲမရှိအိုးရံကိုအရှုံးပေးခဲ့ရပါတယ်။သူ့အတွက်ပိုပြီးစိတ်ပြတ်ဖို့ကောင်းတာကရှုံးပွဲမရှိအိုးရံစီမှာဖောက်တွင်းဖြူဖြဲလို့မရနိုင်တဲ့ပြန်ပက်ကင်တိုက်ပညာတစ်ခုရှိနေပါတယ်။ချန်တိုရဲ့မရှင်ကတော့ဒီတိုက်ပညာရဲ့အာဏာချက်ကိုရှာဖွေဖို့ပါ။ဒီလိုနဲ့ချန်တပ်ပုံနဲ့ဝင်ပြီးသူ့ရဲ့မရှင်ကိုစားလုပ်ပါတယ်။ မမျောနေပဲတာမဝေတက်တာကမယုံနိုင်တော့အောင်ကိုခက်ခဲ့ပြီးသူပထမကျင်းစတဲ့တုန်းကဆိုရင်ပင်ပန်းလိုတတိပါမိတော်ခဲ့ပါတယ်။ဒါပေမဲ့ဒီစင်ခေါ်မှုတွေကလူစိဝင်ရဲ့စိတ်တွေကိုလုံးဝမကြင်စေခဲ့ပါဘူး။နေ့စဉ်နေ့တိုင်းလူစိဝင်ဟာစင်ခေါ်ဖို့ခွင့်ရတကူရပါတယ်။ဒါပေမဲ့သူ့မှာပြန်ပတ်တွေလည်းရှိပါတယ်။ဦးရန်ရဲ့တိုင်းပညာတင်အကူကြီးကလည်းသူ့မှာကိုကြိုက်နေတဲ့တော့သူ့အဖေနဲ့တိုင်းပညာရှင်ကိုတောင်းဆိုခဲ့ပူပါတယ်။ဒီချိန်မှချန်ကချောင်းလင်းပြောခဲ့တဲ့သူ့မှာအခွင့်အရေးအသိမကြံတော့ဘူးဆိုတဲ့စကားကိုတတိရတော်ပါတယ်။လူကွန်းကလည်းတပ်ပုံနဲ့ဝင်တာက တပုံကိုတစ်ခါပဲလုပ်လို့ရတဲ့ကြောင်းဒါဟာနောက်ဆုံးဖွင့်ရပဲလို့ပြောပါတယ်။ဒီလိုနဲ့သူအချိန်ကြာမဲ့ဆိုတော့စူးစမ်းတက်ပြီးနောက်မှာတော့တောင်ပေါ်ကိုရောက်လာခဲ့ပါတယ်။အဲဒီနောက်ချန်ကအိုးရန်ရဲ့အဖေကိုတိုက်ပွဲအတွက်ဆင်ခေါ်ပါတယ်။ဒီလိုနဲ့တိုက်ပွဲစတင်ပြီးအိုးရန်ရဲ့အဖေကလူစိမ်းဝံကိုမကြိုက်တဲ့အတွက်သူ့ကိုပြင်းထန်လိုက်ခဲ့ပါတယ်။အစပိုင်းမှာချန်ဟာလူကွဲရင်ညွန်ကြားချက်တွေတောင်းလိုက်ပြီးသူ့ရဲ့တိုက်ပွဲတွေကိုရှောင်ရှားနိုင်ခဲ့ပါတယ်။ဒါပေမဲ့အိုးရန်ရဲ့အဖေကသူ့ရဲ့လူဝင်နီးစင်းကိုစားတုံးလာတဲ့အခါမှာတော့ချန်အနေနဲ့ဘာမှတော့မလုပ်နိုင်လိုက်ပါဘူး။သူအထုံးမခံရခင်မှာချန်ကအလင်းနဲ့တစ်ခုသာမြင်လိုက်ရပါတယ်။ ။ဥယျာဉ်ရဲ့စီနီယာကိုကြီးကလည်းတာကိုကြည့်ရင်သူ့တို့ကလည်းဒီလိုဖြစ်ခဲ့ကြအောင်တွေးနေပါဗျ။မကြခင်မှာပဲခြံဟာတန်ရာတွေနဲ့ပြင်းနေပါပဲ။ခြံကတော့တန်ရာတွေကပြင်းထန်လာကြအောင်သူ့ထောက်တော်မြတ်နိုင်တော့ကိုလို့တွေးနေပါဗျ။ဒါပေမဲ့လူကန်ကတော့သူမြင်လာတွေကအတိတ်မှာဖြစ်ခဲ့တဲ့အရာတွေဖြစ်ပြီးဒီလောက်နဲ့မပြီးသေးကြောင်းပြောပါဗျ။ခြံကတော့မျိုးလုံးတော်ဖွင့်ဖို့အနိုင်နဲ့ပြင်းနေတဲ့ချိန်မှာငယ်စဉ်ခါကအိုးရင်သူ့ကိုကာကွယ်ပေးခဲ့တဲ့ပုံရိပ်တွေကိုမြင်အောင်လာပါဗျ။အဲ့ဒီနောက်ဒေဂါမမသိတဲ့ခွန်အားတွေနဲ့သူထားရနိုင်လာပြီးတိုက်ပွဲကိုပြန်စားဖို့ပြင်ပါတယ်။အိုးရန်ကတော့သူ့အဖေကိုရက်လိုက်တော့ဖို့ပြောပြီး ဒီနည်းတိုင်းဆက်လုပ်နေမယ်ဆိုရင်သူမဘယ်တော့မှလက်ထက်ရမှာမဟုတ်ကြောင်းလည်းပြောပါတယ်။ဒါပေမဲ့သူမစကားကိုသူကလစ်လို့ရှူတာပါပဲ။ခြံကတော့ပြန်တိုက်ဖို့ပြေးဝင်လာပြီးအကွန်တိုက်ဖို့လုပ်ပါတယ်။လက်ရှိကိုပင်ရောက်တော့ချောင်းလင်းကသူတို့ကိုချင်းနေဘလို့ရှိလေလို့မေးပါတယ်။ကံမကောင်းစွာနဲ့သူတို့ကဒီတိုက်ခွဲဟာကွက်ကိုမချနိုင်ခဲ့ပါဘူး။ချောင်းလင်းကလည်းမရရင်အရန်ဖီရမပေးဘူးပြောတော့ခြံကဒီမရှင်ဘယ်ကရတာလေလို့သူမကိုမေးပါတယ်။ ချောင်းကလွန်ခဲ့တဲ့လတွေမှာလူသက်မှုများစွာဖြစ်ခဲ့တဲ့တည်င်းတွေပြန့်နေရကြောင်းဒီမောက်ကဒီမောက်ကောက်ဝဲဖို့ကိုခံပညာအနေငယ်တင်မှုရာအာကစားယုံတစ်ခုကိုရောက်ခွဲကြောင်းပြောပြပါတယ်။အဲ့ဒီမှာအာကစားယုံပိုင်ရှင်လူစိတ်ဝင်နေတွေ့ခဲ့တာပါ။အခုချိန်မှာသူကအသက်တော်တော်ကြီးနေပါပဲ။သူချေးရတဲ့သူကိုပုတ်ပွင့်ရင်းလေးနဲ့ယူသားတော်လက်ထက်ဖို့တနည်းပြီးတနည်းသူကြိုးစားခဲ့ပါတယ်။သူကတိုင်းပညာရှင်မဟုတ်တာကြောင့်မိန်းကလေးရဲ့ဖေကသဘောမတူတဲ့အတွက်သူ့ကိုယ်ပိုင်လက်ဝဲအာကစားယုံတစ်ခုကိုလည်းဖွင့်ခဲ့ပါတယ်။အပြင်လူတွေကသူတို့နှစ်ဖက်လုံးရဲ့ကောင်းမွန်မှုတို့လည်းပြည့်တင်ခဲ့ကြပါတယ်။ ဘဲခွေးကိုရောက်နေပြီလေဒီကိစ္စတစ်ခုအတွက်နဲ့သူတို့ဘွားတစ်ခုလုံးကိုကုံဆုံးစေခဲ့တယ်ဆိုပြီးတော့ပါအခုချိန်မှာအသက်ကြီးနေပြီဖြစ်တဲ့ဒါဖာကလည်းမျိုးစစ်ဝံကိုအချိန်တိုကြာဆောက်နေပြီတူမလာလောက်တော့ဘူးထင်တော့ပါတယ်ရှုံးဝဲမရှိအိုးရံကတော့ဒီမှာမရှိသင့်တဲ့သူကနောက်ဆုံးတော့လက်လျှော့သွားပြီရှိသင့်တဲ့သူကတော့အစိုးကြီးရှုံးပေးသွားတယ်လို့ပြောပါတယ်ဒီချိန်လူစစ်ဝံရောက်လာပြီချန်တို့ဖွဲ့ကသူ့ကိုတွဲခေါ်လာပေးခဲ့ပါတယ်တာမန်လူတယောက်ဖြစ်ပြီးအသက်ကြီးနေပြီဖြစ်တဲ့သူဟာတိုင်းမညာရှင်ရဲ့ခန္ဓာကိုယ်နဲ့လုံးဝမရှိနိုင်ခဲ့ပါဘူးသူကိုယ်တိုင်နှစ်ပေါင်းများစွာလေ့ကျင့်ခဲ့ပေမဲ့လည်းကွာခြားချက်ကကြီးမားနေခဲ့ပါတယ် လေကားတွေများစွာကိုလည်းတက်ခဲ့ရတာကြောင့်အခုချိန်ခြေလန်းနေငယ်တာလမ်းပြီးတဲ့ချိန်မှာသူလဲကျသွားပါတယ်။ဒါကြောင့်သူကနောက်နှစ်မှာပြန်ပွဲကိုတောင်းအောင်မလုပ်ပေဘူး။ OYM ဖေကိုတောင်းဆိုခဲ့ပါတယ်။နောက်ဆုံးမှာတော့ရှုံးပွဲမရှိ OYM ကလည်းသူ့ရဲ့ဇွဲကြောင့်အရှုံးပေးလိုက်ရပါတယ်။အသက်တွေကြီးလာခဲ့ပြီမဲ့လည်းသူ့ရဲ့အခြေကမပြောင်းနေသလိုဝေစားတွေကလည်းမပြောင်းနေခဲ့ပါဘူး။ဒီချိန်လူပန်းကဘာကြောင့်ဒီလောက်ခက်ခဲအောင်လုပ်ရတာလဲလို့ OYM ဖေကမေးပါတယ်။ OYM ဖေကတော့သူ့မိကပြည်ပမှာတိုင်းပြည်ပြိုင်နေစဉ်ထိရောက်နေခဲ့ပြီမဲ့အဖေဖြစ်သူကတော့အဖိုးကိုမနိုင်နိုင်သေးဘူးလို့ပြောပြလာပါတယ်။ ဆိုလိုတာကလူစိတ်ဝင်ဟာအိုးရံကိုပေးခဲ့တဲ့ကလေးဖြစ်တယ်။ဒူမဖခင်ရဲ့တဘောသူလက်ခံမှုကိုရဖို့အခုချိန်ထိတိုက်ခိုက်နေခဲ့တာပါ။